တရင်ညလာပြီနေဆိုတာမြတ်စွာဘုရားလက်ထက်တော်ခက္ကလာတော်ကဖျားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါတွင်ကာလမှာမြတ်စွာဘုရားဟာတော်ရင်သားနတ်ပြည်တက်ပြီးတပည့်ဓမ္မတရားကိုခေါ်ချခဲ့ပြီးဒီကနေ့သူပြည်ကို ပြန်လေကြွာလာတယ်အမတ်တရားနေဒီနေ့ဟုတ်ပဲ ဗိဓမာခရဏီလို့ဆိုတယ်ဗိဓမာခရဏီဆိုတာဗိဓမာတရားဟောတာကဝါဇုလာမကျတရားနည်းအစီစာပြီးတော့ဟောတာတရေညောလာပြီးနေစဉ်ပြီးတယ်အဲ့တော့ဗိဓမာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲဗိဓမာခရဏီလို့ဆိုပြီးမြတ်မပြေမှာမှတ်သားနားလည်ထားကြတယ်ပေါ့နော်ဗိဓမာတရားစတင်ဟောတာတော့ဝါစုပြီးတဲ့ ဝါဆိုတဲ့နေ့ရက်နေ့စပြီးတော့ခေါ်ကြခဲ့တာဖြစ်တယ်။၃လကြာအောင်မြတ်စွာဘုရားပြိမာတရားတော်ကိုတောင်ရင်သာနတ်ပြည်မှာခေါ်ကြပြီးဒီကနေ့ဘဝရဏပြုပြီးတဲ့အခါမှာတောင်ရင်သာနတ်ပြည်ကတရားမင်းဖန်ဆင်းတဲ့ရွှေဆောင်နှံငွေဆောင်နှံပရမယာဆောင်နှံလို့ဆိုတဲ့ဆောင်နှံ၄ကားကြီး၃၀ရာနေပြီ ခန္ဓာတပြိုင်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွားလာတဲ့နေတူနေမြဖြစ်တယ်ဆိုတာပုရဝါဒဝင်နေတဲ့မှတ်သားထားဖို့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုဒီတရင်ညလာပြီနေဆိုရင်တရင်ညလာပြီတရင်ကျပြီဆိုပြီးတော့ရှောက်ပြီးတော့လေချပတ်ကြတော့မြတ်စွာဘုရားပုရဝါဒဝင်နေဖြစ်တရားလို့ဆိုတာဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုကြံပြန်လေးကြွတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကြိုပူဇော်တယ်ဆိုတဲ့ပူဇော်ပွဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအတိတ်ရွယ်နဲ့တရင်ညိုလာတော်ရင်သာနတ်ပြည်ကပြန်ကြွားတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ဒီလိုပြောင်းလဲချာ မြတ်စွာဘုရားရဲ့ဒီအဘိဓမ္မာတရားမဟောခင်ကသရေညောလပြည့်နေ့မှာမိထွန်းနာတော့ကတိကနက်ခတ်လို့ခေါ်တယ်။မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံစံထုံတန်းစင်လာရမိထွန်းကြတာဖြစ်တယ်။ဘုရားဘာသာနဲ့မပတ်သက်ဘူးဂျိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်။အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့မိထွန်းပွဲကျင်းပတယ်လို့ပဲကိုယ့်ရဲ့အစင်လာရလောက်ကြတာ။ မြမကြီးကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့အဲ့ဒီကတိကနေခတ်ကိုပူဇော်တဲ့အနေနဲ့မိထွန်းတာမဟုတ်ဖ ೇನೆ မြတ်စွာဘုရားကိုကျိုးစိုးနှုတ်ဆက်ပူဇော်တဲ့အနေနဲ့ဒီကနေ့သရေညွလပြည်နေ့မှာမိထွန်းတယ်လို့ဒီလိုအထိပ္ပယ်ပြောင်းပြီးမှတ်မဲ့ဆိုရင်ကိုလုံးတဲ့အလုဟာအထိပ္ပယ်ရှိပြီးကုသိုလ်ကောင်းမှုကုသိုလ်ရတဲ့အလုပ်ငန်းဖြစ်သွားတယ်အဲ့လိုမဟုတ်ဖ ೇನೆ နက်ခတ်ပွဲအနေနဲ့မိထွန်းနယ်မိအလှဆင်ပြီးတော့မိထွန်းနယ်ဆိုရင်နက်ပူဇော်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဘုရားဗဒာတွေကတော့ပြောင်းလိုက်တာဒါဒီဖျားကိုစုပူဇော်ဝဲဆိုတာလည်းပဲအဲ့ဒါတို့ပြောင်းထားတာဖျားကိုစုဆိုတာဂျိုကြီးကိုလုံးကိုပူဇော်တာကောဘုရားဗဒာဖြစ်လာတဲ့အခါမှာဂျိုပူဇော်တာမဟုတ်တော့ဘဲနဲ့ဖျားကိုစုကိုပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ပူဇော်မှုဖြစ်လာတယ် ချိုးပူဇော်တာတော့ကုသိုလ်ရမှာမဟုတ်ဘူးပေါ့နော်။မြတ်စွာဘုရားကိုပူဇော်တာဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တာဖြစ်သောကြောင့်အတိုင်းမသိများစွာအကျိုးရှိတဲ့ကုသိုလ်ရတယ်။စိတ်ထဲမှာအာရုံပြုလိုက်ရင်လည်းကုသိုလ်တွေအများကြီးဖြစ်သွားပြီ။အဲ့ဒီဝန္တပိတိကုသိုလ်ဟာဖယားနဲ့ပတ်သက်ပြီးဝန္တပိတိကုသိုလ်တမန်လို့မအောင်မိတယ်နဲ့။ဥပမာမဲ့ကြည့် စိန်ကြောက်ကလေးဟာကိုယ့်လက်ထဲမှာသေးသေးလေးဒါပေမဲ့အဲ့ဒီစိန်ကြောက်လေးရဲ့တံမိုးဟာစိန်လေးရဲ့တံမိုးဟာဘလောက်ကြီးတော့ဆိုလိုင်းခင်းတဲ့ကြောက်အစည်းတရာရောင်းတာနဲ့ဒီစိန်ကလေးတစ်ပွင့်နဲ့မတူဘူးเนาะအဲ့လောက်တံမိုးချင်းกว่าတယ်လေကြောက်တော့ကြောက်ပဲလိုင်းခင်းတဲ့ကြောက်ဟာကားကြီးတွေနဲ့အစည်းတရာတိုက်ပြီးတော့ချတံမိုးဒီကြောက်ကလေးတစ်ပွင့်ရင်တံမိုးပတ်တံမှာกว่าတယ် ဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှာတန်ဖိုးခြင်းကွာတတ်တယ်။အဲ့တော့တန်ဖိုးရှိတာဟာကိုရအောင်တို့လုပ်ရမယ်ဆိုတဲ့နှလုံးသွင်းတရားလေးထားပြီးတော့အစဉ်လာမှုလှုပ်တာမဟုတ်ပဲနဲ့အထိပ္ပယ်ရှိရှိတို့ဘာဖြစ်လို့သရဉ္ဇလာပြီးမှမိထွန်းတယ်လေဖះကိုပူဆော်တယ်လေဆိုရင်တာဝရိန္ဒနတ်ပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကအဘိဓမ္မာတရားဟောပြီးပြန်ပြီးကြွားရောက်လာတယ်မြတ်စွာဘုရားကို ခေယုကျူပူဇော်သောအဖြစ်တို့တွေပူဇော်တယ်လို့ဒီလိုအယုံပြုလို့လည်းရတယ်နော်နောက်တစ်ခါတော့အဘိဓမ္မာတရားတော်မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတရားတော်ကိုပူဇော်တဲ့အနေနဲ့အဘိဓမ္မာခါတော်နေ့ကိုဒီအလင်းရောင်ဖြင့်ပူဇော်ခြင်းအဖြစ်ပူဇော်တယ်လို့ဆိုရင်ဓမ္မပူဇာဖြစ်တယ်ဗုဒ္ဓပူဇာဖြစ်မယ်ဓမ္မပူဇာဖြစ်မယ်သံဃာတွေလှူဒါန်းတဲ့သံဃာပူဇာပေါ့နော် ဖြရဏသုံးပါးကိုပူဇော်လဲရတဲ့ပူဇော်မှုဟာတမန်ပူဇော်မှုတွေနဲ့မတူဘူးတဲ့အကျိုးကျေးဇူးချင်းအမှန်တမ်းမှကွာခြားတယ်လို့သူဆိုတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီကွာခြားမှုလေးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြေရောက်သွားတဲ့နတ်သားနှစ်ယောက်ရှိတယ် အဲ့ဒီနှစ်သားနှစ်ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တအူးနဲ့တအူးဟာလှူတဲ့အတိုင်းတပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခူးဆိုင်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်ကူရနတ်သားလို့ခေါ်တယ်ပြီးတော့မှတရားဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီး မေတော်ဖြစ်ခဲ့ဘူးတဲ့တန်တုတိတ္တနတ်သားကအဘိဓမ္မာတရားလားနာဖို့ဖရာနာရောက်နေတယ်အဲသူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်ကူရဆိုတဲ့နတ်သားအဲ့ဒီနတ်သားနှစ်ယောက်ကလည်းပဲမေတော်ကြီးအနိဗ္ဗာန်မှာထိုင်နေကြတယ်တဖြည်းဖြည်းတရားဝဲစားတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားက ထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်။အင်ကုရဏတကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပြေးလိုက်ရတယ်။သူတို့ကြတော့အရှင်ဝါချင်းမတူလို့ရှင်သူကရှေ့ရမထိုင်ရဘူးနော်။သူကသူ့အလိုအလျောက်ကိုအရှင်ဝါကညံလာတဲ့အခါမှာနောက်ဆုတ်ပြေးတာ။နောက်လာလိုက် ဆုတ်ပြေးလိုက်လာလိုက်ဆုတ်ပြေးလိုက်နေဆိုဖျားနဲ့ဆက်နေယူစနာလာဝေးသွားတယ်။တေယူစနာမှာရှစ်မိုင်နှုန်းနဲ့တွက်ချီ၁၂ယူစနာဝေးသွားတယ်။ ဲ့ဒီအဝေးလောက်ကျမှ तू ထိုင်လို့ရတယ်။ तू ကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်။အင်ကုရဏ္ဍတာကိုလမ်းမေးတယ်။နေပါဦးငါနှမ်းမှမထိုင်ပဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားတာ။ဒီအိန္ဒကဏ္ဍတာကတော့ငါနားလေးတင်ထိုင်နိုင်တယ်။ तू ကဘုံလူကိုချီတယ်။ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှု လူပြေမှာလှုပ်ချတာချင်းတူပါတယ်တဲ့အိနကနတ်သားဟာသူကရှင်အနုရုဒ္ဓမထေရ်ယဟန္တာမထေရ်ကိုဆွမ်းခံလာတာဆွမ်းတဆွမ်းမဲ့သူလောင်းမှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတို့ကိုချိန်နေတာသူကတော့တပည့်တော်ကတော့တဲ့ဆယ့်နှစ်နေကြာသမီးချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့ တပည့်တော်ကုသိုလ်ကညံ့သွားတယ်။ဘာလို့ညံ့နှုံဆိုလို့ရှိရင်သူကယဟနာပုဂ္ဂိုလ်လဲလှူလဲရတယ်လှူလဲရလို့သူ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရာစေရနာရဲ့ဆွမ်းအားလဲကြီးမာတယ်ပေါ့ခဏလို့စိန်လေးဟာတပွင့်နေပဲဖြစ်စီနော်တတ်မှုကြီးတယ်သူကတော့လမ်းခင်းကြောက်တည်းရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေ အလူခန့်တဲ့ပုဂ္ဂိုလ်တွေကငါးပါးသီလမလုံဘူးလမ်းပေါ်ကလူတွေတောက်စားမှုရနေတဲ့လူတွေသီလလည်းမလုံဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တာမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်တယ်မှမရှိဘူးသူခင်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့၁၂နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာ မြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြသလိုပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံဖျင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်အဝါမရှိပါဘူးတတ်တော့ဖြစ်တယ်ဒါပေမဲ့အရှိန်အဝါချင်းမတူဘူးလို့ဆိုလူလူပြောရင်တော့ຢာထူးငယ်တယ်ပေါ့နော်ကိုယ်ရဲ့ຢာထူးကြီးတဲ့လူလိုက်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလိုက်လည်းနောက်ဆုတ်ပေးချတယ်လူတွေကအဲ့ဒါလို့ဖြစ်တယ် အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြအမယ်ဖြစ်တယ်ဒီအမတ်တမဲလှူတာတဏ္ဍမျိုးတွေမလုံးရဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဤချင်းသီလသမารိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ် အဲ့တော့လောကမှာအခုမြတ်စွာဘုရားကိုပူဇော်လိုက်မယ်ဆိုရင်ဖះတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးလေဖះဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော့အခုလိုသတင်းညွှန်လာပြီးနေ့ခန္ဓာမယားမှာတာဝန်ဒိသာနတ်ပြည်ကကြွလာတဲ့ဖះကိုငါတို့ပူဇော်ရတယ်လို့စိတ်ထဲမှာအလောက်ညွှန်လိုက်ရင်ကိုပဲကုသိုလ်ကောင်းမှုတွေအများကြီးရတယ်ပူဇော်နိုင်တာတွေကအမျိုးမျိုးရှိတယ်ခုနကရှင်းပါးသီလဆောက်တည်လိုက်တယ် ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါ၏ဆိုရင်ဟောတရားနဲ့ပူဇော်တယ်လို့ခေါ်တယ်။ဒီကနေ့ငါရှင်းပါသီလစောင့်တည်ပြီးတော့ဥပုသ်ဆောင်းလိုက်မယ်။ဒီဥပုသ်သီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်။ဖျောင်းနိုင်နေတဲ့တိုင်းထွန်းရင်လည်းဒီဒီမိတိုင်းလေးဖြင့်မြတ်စွာဘုရားကိုအလင်းတက်နဲ့ပူဇော်ပါတယ်လို့။ပန်းလေးတစ်ဝင်းလှူရင်လည်းဒီပန်းဟာတဝရိန္ဒနတ်ပြည်အဘိဓမ္မာတရားဟောပြီးပြန်ကြွခဲ့တယ်။မြတ်စွာဘုရားကိုမျက်မှန်းပြီးပူဇော်ပါတယ်ဆိုရင် ပူဇာရဟေပူဇေယတောဗုဒ္ဓေဝယတိဝတာဝကေပပိစာသမတိတ်ကံတိတိဏ္ဍသောကပြိတဝေစိဟတံဘူးမဖြတ်နိုင်တယ်လို့ပဲအဲ့လိုပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ပူဇော်လိုက်ရတဲ့ကုသိုလ်ကောင်းမှုဟာတံဘူးကြီးတယ်လမ်းခင်းတဲ့ကြောက်ကိုရောင်းလိုက်ရတဲ့ငွေတုပ်ကဘလောက်မှမရှိဘူးစိန်တပွင့်ရောင်းလိုက်ရတဲ့ငွေတုပ်ကြီးချာကြီးကြီးနော်အဲ့လိုကြွယ်ပြားခြားနာသွားတယ်လို့ဆိုတာလေးဦး တောင်ရိန်သာနတ်ပြည်မှာဗိဓမတရားဟောရင်မြတ်စွာဘုရားတောင်းဟောခဲ့တယ်။အဲ့ဒါကြောင့်မို့ကုသပို့ပြီးတော့ဖြစ်အောင်ဒီကနေ့ဟာနေတူးနေမြတ်တို့ဆိုဒီမှာမြတ်စွာဘုရားတောင်ရိန်သာနတ်ပြည်ကပြန်ကြွတဲ့အဗိဓမခါရဏေဖြစ်တယ်ဆိုတာတစ်ခုမြန်မာလူမျိုးတွေအစင်လာရဗုဒ္ဓဘာသာမဖြစ်ခင်ကသတင်းညို့မိထုံးမွဲတွေလောက်ကြတယ်ဒါကဘာသာတရားနဲ့မသက်ဆိုင်ဘူးเนาะ အဲ့ဒီကနေပြောင်းလဲလိုက်တဲ့အခါဘာသာတရားဆိုကုသိုလ်ကောင်းမှုရသွားတယ်အများကြီးနောက်တစ်ခုကတော့ဒီနေ့ဘဝရဏနေ့လို့ခေါ်တယ်ဘဝရဏဆိုဒီမှာရဟန်းတော်တွေဟာအတူတကွနေထိုင်ကြပြီးတော့ဝါလာတရင်ဝါလာကျပြီးဆိုရင်ခေးထွက်ကြတယ်ဟိုနဲ့ဒီနဲ့နေကြတယ်ရှေးတုန်းကတော့အမြဲနေတဲ့နေရာမရှိကြဘူးဒါကြောင့်မို့ခေးထွက်ကြခေးထွက်တဲ့အခါဒီဘဝရဏဟာတကယ်ယဉ်ကျေးမှုတစ်ခုပဲ ီရင်ကျေးမှုကဘာတော့ဆိုလို့ရှိရင်ကိုယ့်ကိုမပြောရဲမဆိုရဲမရှိစေရဘူးတယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းပြောပါဆိုပါလို့ဟိုခွင့်ပြုထားတာခွင့်ပြုချက်ပေးတာ ဖိတ်မှန်တာလို့ပြောရတော့ပေါ့ request လုပ်ထားအောင်ဆိုလိုတယ်ပေါ့နော်သူပေါ်မှာပြောစရာရှိ ပြောပါမညာမတာပြောပါလို့ဆိုလိုတယ်နော်ဒါရင်ကျေးမှုတစ်ခုပဲဒုတိယရင်ကျေးမှုတုံးတဲ့တူဆိုပါစို့ ီလူတယောက်မဟုတ်တာလို့တာကြားတယ်မဟုတ်တာလို့တာမြင်တယ်တန်တရားရှိတယ်ဆိုရင်တော့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးမပြောဘဲနေကြတော်ပြီမပြောရဲလို့မပြောဘဲနေကြတယ်သူကလည်းပို့ဆိုးသွားနိုင်အဲ့တော့ပြောရင်လည်းပြောမခံဘူးဆိုတာမျိုးတွေဟာရှင်ချင်းမှုကိုပြပြစေတယ်ပေါ့နော်ရှင်ချင်းမှုနဲ့စီလုံးညီညာမှုကိုပြပြစေတယ်မြတ်စွာဘုရားကယဟန်တော်တွေကိုစီလုံးညီညွတ်စေခြင်းတယ် ဒါကြောင့်မို့တပားနဲ့တပားဟာဖိမန္တကပြုထားတာပဝရဏလို့ခေါ်တယ်ဖိမန္တကပြုတဲ့နေ့ဘယ်လိုဖိမန္တကပြုတော့ဆိုရင်ပဝရဏယဉ်ကျေးမှုပါတန်ကံပန္တိပဝရေမိဒိဋ္ဌိနာဝသုတ္တနာဝပရိသင်္ခာယဝရှန်တပားကတပားချင်းတန်ဃာတွေကိုရှောက်ရမှာဖြစ်တယ်အရှင်ဘုရားတို့တဲ့တပည့်တော်ကိုဒီအပြစ်မြင်ရဖြစ်စီ အပြစ်ကျူးလွန်တယ်ဆိုတာသတင်းကြရပဲဖြစ်စေရှင်ပြားတို့ကိုယ်တိုင်ကတပည့်တော်မဟုတ်တာလုပ်တယ်လို့တန်တရားရှိပြီဖြစ်စေတပည့်တော်ကိုပြောဆိုကြပါတတိပေးပြောဆိုပါနော်ဝရန္တုမံအာယတမံတော်ရှင်ပြားတို့ပြောကြပါဒီလိုဆိုလို့ရနော်အနုကမ္ပံဥပါဒါပြောတဲ့အခါမှာတော့ဟိုကရုဏာနဲ့ဒီအကျဉ်းတရားနဲ့ပြောရမယ် ဒေါသနဲ့အပြစ်ချတာမျိုးတော့မဟုတ်ရအောင်เนาะလူတယောက်ကောင်းစားစေခြင်းလို့တတိပေးတဲ့အနေနဲ့ပြောပါဝရန္တုမအာသမန်တော့အနုကမ္ပဥပါဒါယတပည့်တော်ပြောပါတဲ့ကရုဏာနဲ့ပြောပါတပည့်တော်အကျိုးလူလာတဲ့စိတ်နဲ့ပြောပါတဲ့ပတ္တန်တော်ပဋိကရိတာမိရှင်မရတို့ပြောတာကိုတပည့်တော်ကိုယ့်ကိုယ်ပြန်စစ်ဆေးလို့အပြစ်ကိုတွေ့ရင်တော့ တပည့်တော်ပြင်မမယ်။နောက်မဖြစ်ရအောင်ဆောင်စည်းပါမယ်ဆိုတာ။ဒါလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမှာတော့နော်။ပဝရဏဘွဲပဝရဏဘွဲနဲ့ဗုဒ္ဓဘာသာဝင်တွေဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာကြားမှုကြလိမ့်မယ်။အဲ့ဒီပဝရဏပြုတာဘာလို့ထားတော့ဆိုရင် တပားနဲ့တပားနော်အပြစ်ရှင်ပြောပါတကယ်အပြစ်မှန်တယ်ဆိုရင်ကုစားပါမယ်လိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ပဲနော်။ အဲ့ဒီယဉ်ကျေးမှုကိုယူပြီးမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကြတော့သရဉ္ဇလဆိုလို့ရှိရင်ဩကတာဂရောဂျိုနဲ့ဂရောအဲ့ဒီဂရောတာဟာလည်းပဲအပြည့်ရှိလို့ရှိရင်ပပျောက်စီရန်လို့ငါဆိုတဲ့အဓိပ္ပာယ်ရှိတယ်နော်ဩကတာထဲမှာပါတဲ့အတိုင်းပေါ့နော်ကာယကံဝစီကံမနောကံတို့ ਨੇ ပြောဆိုမိလို့ရှိရင်ပြုလုပ်မိလို့ရှိရင်စိတ်ထဲကကြံစီမိလို့ရှိရင်ထိုအပြစ်တို့ကိုပျောက်ပါစေခြင်းဂျိုငါဆိုလူကြီးသူမတွေမိဘတွေကိုဂရောတာ ။တလောက်ကောင်းတဲ့ယဉ်ကျေးမှုမျိုးပဲရှိမလဲ။ကမ္ဘာမှာမရှိတဲ့ယဉ်ကျေးမှုမျိုး။အဲတော့ကိုယ်ယဉ်ကျေးမှုမျိုးကိုမျက်နှိုးချရမှာဖြစ်တယ်ပေါ့နော်။ဒါလောကလူတွေဟာပြမချင်းကြောင့်ရရှိရတဲ့အပြစ်ဆိုတာရှိတတ်တယ်။အဲ့ဒီအပြစ်ကိုလူကမသိဘူး။ကိုကတော့ပြောလိုက်တာပဲ။ပြောလိုက်ပြီးမတောင်းမှန်မဲနေလို့ရှိရင်အဲ့ဒီအပြစ်ကဘာဖြစ်တုံဆိုလို့ရှိရင်သူလုံးသမျှအောင်မြင်မှုတွေကိုအဟံတားဖြစ်တယ်။မအောင်နိုင်မှုသူ ဒီဘဝမှာလည်းပဲချမ်းသာဒုက္ခရဖို့ခက်သွားမိဘကိုစွာကားပြီးပြန်မတောင်းပန်မှုဒီမကောင်းတဲ့စိတ်နဲ့လှုပ်တဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘဝတိုးတက်မှုတွေကထင်သလောက်မတိုးတက်ဘူးအဟံတာတွေဖြစ်လာတယ်။တည်တဲ့အခါလဲဒီအဖြစ်ကြောင့်ဒုက္ခရောက်တယ်။မတောင်းပန်လို့ရှိရင်တခါတခါကိုယ်ကမြင်တာကတစ်မျိုးသူဖြစ်တာကတစ်မျိုးမှာအပြစ်ပြောမိတဲ့ပုဂ္ဂိုလ်တွေဟာနောက်မွားကြလို့ရှိရင်အဲ့ဒီတိုင်သွားဖြစ်တတ်တယ် ကြောက်ရတယ်ပေါ့ဒါမှဒီတန်တရာခྱི་တော့အမှားမလုပ်မိစေနဲ့ဆိုတဲ့မှာကြည့်တန်တရာခྱི་တော့နေတဲ့အချိန်မှာအထင်မှားမြင်မှားဖြစ်ပြီးတော့ပြောမိဆိုမိတာတွေကိုမတောင်းမှလို့ရှင်နောက်တစ်ချောင်းလုံးကိုဟာအဲ့ဒီအဖြစ်ဆိုးကိုခံရတတ်တယ်ပေါ့တခါတော့အမျိုးသမီးတယောက်ဟာဖះရှိခုဖះပူသွားတယ်စေတီပထိုးပေါ်မှာဒီအညစ်အကြေးတွေတွေ့တဲ့အခါမှာ ူကစေရနာလေးနဲ့ကိုယ့်အကိုတန်ရှင်းအောင်လုပ်လိုက်ရင်ပြီးရောပြီးတော့အဲ့ဒါလို့မလုပ်ဖဲနဲ့သူကဘာပြောတော့ဘာမရညာမရနဲ့ဆဲဆိုပြီးတော့လုပ်တယ်နော်ဘေဟာမရကလုတ်သွားတာတုံးဆိုပြီးတော့ဆဲဆိုတယ်အဲ့ဆဲဆိုသည်အပြစ်ကြောင့်မလို့သူကဖြစ်ရရဘဝမှာအဲ့ဒါမျိုးဖြစ်ကုန်ဖြစ်သွားနော်ဒီကိုယ်ကလုတ်လိုက်တဲ့အပြစ်တစ်ခုကကိုယ့်ပေါ်ပြန်ဆွတ်တယ်အဲ့ဒါကိုတတိထားရတယ် နေစဉ်ဘဝမှာနေလို့ရှိရင်လေကိုကကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ကိုလုပ်တဲ့အလုပ်ဒီကိုစီပြန်ရောက်တယ်ကိုစီပြန်ရောက်လာတာတဲ့ကြားဘူးကြားလိုက်မယ်ဒီဩစဩစတြေးလျာအဘော်ရီဂျီနီစလူရိုင်းနေရှိတယ်ကျွန်းနေလူမူလာမူလာကျွန်းနေလူသားတွေเนาะမူလာကျွန်းနေလူသားတွေ ဩစတြေးလျအော်ဇီလို့ခေါ်နေတယ်ဩစတြေးလျနိုင်ငံပါသူတို့သုံးတဲ့လက်နက်တစ်ခုကဘူမရင်းလို့ခေါ်တယ်ကောက်ကောက်လက်နက်ကခက်ကောက်ကောက်ကြည့်လို့အဲ့ဒါကပြစ်လိုက်လို့ရှင်သူစီပြန်ရောက်တာသူထဲပြန်ရောက်တာအဲ့ဒါလိုပဲလူတယောက်ကကိုပြောလိုက်တဲ့စကားကိုတွေးလိုက်တဲ့အတွေ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟာအကျိုးအနေနဲ့ကိုစီပြန်ပေါ်လာတတ်တယ် ဲ့ဒါကံကြမ္မာရဲ့သဘာဝပဲဘယ်သူမှလောက်တာမဟုတ်ဘူးเนาะကိုလောက်တာကိုကဥမာမဲ့လူတယောက်ကိုဒီအထင်မြင်လွဲမှားပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဒီဆဲလိုက်မယ်ကြွယ်ရပဲဖြစ်စီပြောလိုက်မယ်ဆိုလိုက်မယ်ဆိုရင်အဲ့ဒီအဖြစ်ဆိုးဟာကိုယ်စီပြန်ရောက်တယ်ကိုယ်စီပြန်ရောက်တယ်မလွဲမသွေးပြန်ရောက်လာတတ်တယ်ကောင်းတာလုပ်ရင်လည်းကောင်းကျိုးတွေကိုယ်စီရောက်လာနိုင်တယ်မကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတွေရောက်လာ အဲ့ဓာရီရောက်လာတတ်တဲ့သဘောတရားတွေကိုမှတ်သားပြီးတော့ကိုယ်စီမှာကောင်းကျိုးချမ်းသာတွေကြီးရောက်စေခြင်းလို့ရှိရင်ပတ်ဝန်းကျင်နဲ့ဆက်ဆံတဲ့အခါမှာမမှန်ကန်တဲ့အတွေ့တွေနဲ့မမှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့တစ်ဖက်သားကိုမှုချုံမြင့်ချိုးမပြောမိအောင် မဆိုမိအောင်စိတ်ထဲမှာမဖြစ်မိအောင်เนาะတခါတော့ကဒီဇနီးမောင်နှံနှစ်ယောက်ဟာပျော်ဝဲစားထွက်လာတယ် ပြောဝါဒထွက်တဲ့အခါကျတော့လမ်းမှာယဟန္တာတော်ကနေတွေ့တယ်။ယဟန္တာတော်ကနေတွေ့တော့သူတို့ကလှူတယ်။လှူလိုက်ပြီးတဲ့အခါမှာဆူတောင်းတယ်။သူတို့ဆူတောင်းလိုက်တဲ့အခါသူတို့ဆူတောင်းပြေးမှာပဲဆိုပြီးတော့အဲ့ဒီယဟန္တာကပြုံးလိုက်တာပြုံးလိုက်တဲ့အခါကိုသူတို့ကဘာပြောတော့ဆိုအမျိုးသမီးလှုပ်တဲ့လူကဟင်ဒီကိုယ်တော်ကပြုံးနေတယ်ဇတ်တပင်ကနေတူတယ် နော်သူတို့ဇသဝင်ကားတဲ့လူတွေတွေ့တယ်မဟုတ်လားပြုံးနေတာပဲလေမြဲတာပြုံးနေလားမပြုံးနေလားမသိဘူးပြုံးနေရတာပဲသူတို့ကနော်ဇပွဲကားတဲ့လူတွေကအမြဲတမ်းပြုံးနေကြရတာလေကပြီစအဲ့ဒီကူရောပြုံးနေဇသဝင်ကားနဲ့တူတယ်တချင်းတယ်နဲ့တူတယ်လို့အမျိုးသမီးလှုပ်တဲ့လူကသူကသူပြောလိုက်တာပြောတော့ယောက်ျားလှုပ်တဲ့လူကလည်းဟုတ်မှာပေါ့လို့ထောက်ခံချက်ပေးတယ်။နောက်ကြတော့ယောက်ျားလှုပ်တဲ့လူက ဒီတထေသဖြစ်တယ်အဲ့ဒီသူ့အမျိုးသမီးကဘာဖြစ်တုံဆိုသဘင်နဲ့မျိုးရိုးတဲ့သွားဖြစ်ပြီးတော့ပွဲကနေရတာခုခေတ်ကတော့ဟိုအမှုပြညာလဲဆိုပြီးတော့လူတွေကသဘောကျကြတယ်နော်ရှေးခေတ်ကတော့သဘောမကျကြဘူးအပွဲကနေရပွဲကနေတော့ခုနကဟုတ်မှာပေါ့ကွာလို့ပြောလိုက်တဲ့သူ့ယောက်ျားကလည်းပဲတထေးသားဖြစ်ပြီးတထေးသားဘဝကိုဆွန့်လွတ်ပြီးသူ့ဘဝလိုက်ပွဲကရတဲ့အစင်ရောက် အဲ့ဒီဇလန်းအကြောင်းကိုပြောတဲ့အခါမှာ သူတို့ယဟန္တာကိုပြမပြီးပြောခဲ့လို့တဲ့ဒါလက်ဖြစ်တယ်လို့ဆိုတယ်နော်အဲ့တော့ကံကြမ္မာရဲ့တဘာဝတရားကသူကအမားတစ်ခု မလုံလိုက်နဲ့လုံလိုက်လို့ရှင်ဘူမရင်းဆိုရလေလက်နဲ့ကြည့်တော့ကိုယ်စီပြန်ရောက်တယ်အဲ့ဒါတတိထားတယ်နော်ကိုယ်စီပြန်ရောက်လာနိုင်တယ်ဟိုပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပိုးဆိုးတယ်အဲ့ဒါဒီ တပ္ပဗုဒ္ဓထင်တယ်သူကပြည့်စင်ကဗုဒ္ဓကဝတ်ထားတဲ့အဝတ်ကလည်းပဲဟိုကောင်းတဲ့အဝတ်မှမဟုတ်ဘဲနဲ့တက်ခေါက်ဆိုးတဲ့အဝတ်ကိုဝတ်တယ်အနေထိုင်ညင်ညစ်ပတ်ပတ်နေတဲ့အခါမှာသူကဘယ်ကအนูကဘယ်ကအนูကြီးလဲမသိဘူးလို့ပြောလိုက်တာအဲသူကဖြစ်နေရပေါ်မှာအนูတွေဖြစ်တယ်နော်တော့ပြီးတော့ပြောလိုက်တာ ဲ့ဒါကြောင့်မို့လို့ကိုလုတ်တဲ့လုတ်ဒီကိုပြောတဲ့စကားတွေကိုစိတ်ကူးတာတွေကကိုစီကိုပြန်ရောက်လာတတ်တယ်တဲ့အဲ့ဒါလို့မဖြစ်အောင်ကိုကိုတတိထားကြရမှာဖြစ်တယ်ပေါ့နော်ခုနကပဝရဏယဉ်ကျေးမှုဆိုတာဒီကိုကိုပြစ်ရှင်ပြောပါအဲ့ကြရင်တောင်းပန်တဲ့ဟာကိုတောင်းပန်လို့ခုနကအပြစ်တရားကြည်အေးပပျောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီယဉ်ကျေးမှုအရာ ဘုရားဘာသာဝင်တို့အတွက်ဒီသတင်းညွှန်လာပြီနေဆိုတာနေရူနေမြဖြစ်တယ်နေရူနေမြအခါသမယမှာလှူကြရတယ်တန်ကြရတယ်ကုသကောင်းမှုတွေလုပ်ကြရတယ်တို့တွေဟာပြောရလဲပြောပေါ့ကုသစိတ်လေးနဲ့လဲထားပေါ့အမားတော့မလုပ်နဲ့ပေါ့နော်အဲ့ဒါလိုနေထိုင်ပြီးတော့ကုသကောင်းမှုလုပ်ကြမှာဖြစ်တယ်ဓမ္မမိတ်ဆွေတို့တော်ကောင်းအပေါင်းတို့အားလုံးပဲမင်္ဂလာပါခင်ဗျာ ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့လိုက်ပါတယ်